မေရိကန်ကလီဘာတီရုပ်ထုကြီးဟာဘာယူရဲ့ချက်နဲ့ပြုလုပ်ထားတာလဲပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ကျွန်တော်ရဲ့ Daily Go Channel ကနေပြန်လည်ကြိုဆိုလိုက်ပါရယ်ပရိသတ်ကြီးရဲ့အမေရိကန်ရုပ်ရှင်တွေဆိုရှယ်မီဒီယာတွေပေါ်မှာမီးတောက်ကင်လာတဲ့လီဘာတီရုပ်ထုကြီးကိုမြင်တွေ့ဘူးကြမှာပါအဲ့ဒီလီဘာတီရုပ်ထုကြီးရဲ့တက်တန်းကအခုဆိုရင်နှစ်ပေါင်း139တောင်ရှိသွားခဲ့ပါပြီဒီလီဘာတီရုပ်ထုကြီးကဒီလောက်နှစ်တွေကြာတော့မှအခုထိရုပ်ထုအပိုင်းစာတွေပဲ့ထွက်ပုံပေတာပြုတ်ကြတာမျိုးတွေမရှိပါဘူး တကယ်တော့လီဘာရီယုတ်ထုကြီးကအမေရိကန်နိုင်ငံရဲ့လွတ်လပ်ရခဲ့တဲ့အထိမ်းအမှတ်ဖြစ်ပြီးအမေရိကန်နိုင်ငံသားတွေမျက်နှာတွေယုတ်ထုဖြစ်တာမို့အမေရိကန်ရဲ့ပြယုတ်တစ်ခုဖြစ်ပါတယ်။စင်ဘူးမှာဆိုရင်ရေပန်ထွက်တဲ့ချင်းတဲ့ယုတ်ကြီးကစင်ဘူးရဲ့သင်္ကေတဖြစ်တယ်လို့လီဘာရီယုတ်ကလည်းအမေရိကန်ရဲ့သင်္ကေတပါ။တချိန်ကပြင်သစ်သမ္မတကအမေရိကန်ကိုလက်ဆောင်ပေးခဲ့တဲ့အယုတ်လေးဖြစ်ပါတယ်။ဒီလီဘာရီယုတ်ထုကိုဆက်လုပ်ဖို့အတွက် ပြင်သစ်သမ္မတက16နှစ်ကြာအောင်ဆက်လုပ်ခဲ့ရပြီးငွေကုန်ကြေးကျအရန်များခဲ့ပါရယ်။1996ခုနှစ်မှာအမေရိကန်နိုင်ငံကလွတ်လပ်ရေးရရှိခဲ့ပါရယ်။ 1896ခုနှစ်မှာနှစ်တရာပြည်မှာမို့လို့ပြင်သစ်သမရာက1890ခုနှစ်မှာလေဘာရီယုတ်ထုကိုစတင်ဆောက်လုပ်ခဲ့ပါရီလီဘာရီယုတ်ထုကမဆောက်ခင်မှာလွတ်လပ်ရေးကိုဖော်ကြည့်ပြသမဲ့အယုဒ္ဓရန်ကိုပြင်သစ်သမရာနပိုလီယန်ကစင်စားရိတ်ခါမှာလှပတဲ့ရောမနေဖျားကနိုင်ငံအတွက်အလင်းပြမဲ့မိတိုင်းကိုကိုင်ဆောင်ထားပုံကိုစဉ်းစားမိခဲ့ပါရီဒါကြောင့်မို့လို့အဲဒီပုံတူကိုရှာဖို့အတွက်ပြင်သစ်သမရာကသူ့ရဲ့မိမကိုလက်မြောက်ခိုင်းပြီးတစ်ဖက်ကကြောက်တင်ပုံတစ်ဖက်ကမိတို့ကိုကန်ခိုင်းခဲ့ပါရီ ပြင်သစ်ဒီဇိုင်နာတွေကမိဖုရားရဲ့ပုံတူပကြီးကိုတနအီလောက်ကြအောင်ဆွဲပြီးတော့မှပြင်သစ်ပြီးသူကဆရာအလက်ဇန္ဒားဂုစတက်ကဆက်လုပ်ခဲ့ရတာပါအဲ့ဒီပြီးသူကဆရာက EFE မျိုးစင်ကိုဆက်လုပ်ခဲ့တဲ့သူလည်းဖြစ်ပါရယ်ခန္ဓာကြီးကျယ်တဲ့ရုပ်ထုကိုဆက်လုပ်ဖို့အတွက်စတီးတမနီကော်ပါဘီလက်မြေတွေကိုအသုံးပြုပြီးတော့အလုတ်သမားရောင်ချီနဲ့ခက်ခက်ခဲခဲဆက်လုပ်ခဲ့ကြပါရယ် အလုတ်သမားရီဟာတရမှာဆယ်နာရီလောက်ရုပ်ထုကိုစောက်လုပ်ခဲ့ရပြီးတော့တင်သစ်ဘရင်ခံမှန်းခဲ့တယ်လို့1896ခုနှစ်မှာမပြီးစီခဲ့ပဲနဲ့16နှစ်အကြာ1886ခုနှစ်မှာပြီးစီခဲ့ပါတယ်။ဒါပေမဲ့ရုပ်ထုနဲ့ရုပ်ထုရဲ့အောက်ကကြောက်တုံးကိုဆက်ပြီးတော့အမေရိကန်ထိတည်ယူဖို့တော့မဖြစ်နိုင်တော့မို့တပိုင်းစီသေးပြီးတော့အမေရိကန်ရောက်မှပြန်ဆက်ရပါတယ်။အမေရိကန်ကိုတည်တဲ့အချိန်မှလည်းခက်ခက်ခဲခဲတည်ယူခဲ့ရတာပါ။ ရုတ်တူကြီးကအလေးချိန်225တန်ရှိပြီးတော့62.9မီတာရှည်လျတယ်လို့အောက်ခံကြတုံးကလည်း49မီတာရှည်လျတော့မှအရန်ခက်ခဲခဲ့ပါရယ်။ဒါပေမဲ့ American သမရနဲ့ပြည်သူတွေကရုတ်တူကိုအရန်ကြိုက်ကြလို့ American ပြည်သူတွေရဲ့ပတ်စံထပ်ဆိုင်ပြီးတော့ရုတ်တူနဲ့အောက်ခြေကြောက်တုံးကိုဆက်ကြပါရယ်။ပြီးတော့ Liberty ရုတ်တူရဲ့လက်ထက်ကမိတိုင်းကိုလည်း American ကပဲတက်ဆင်လိုက်ပါရယ်။ Liberty ရုတ်တူကအထက်22ထပ်မြင့်တဲ့အစာအုပ်ရဲ့အမြင်နဲ့ညီမျှပါရယ်။ 1986ခုနှစ်အောက်တိုဘာလ23ရက်နေ့မှာတော့အမေရိကန်မှာလေပါရီရုပ်ထုဖွင့်ပွဲကိုခန့်ခန့်နာနာကျင်းပခဲ့ပါရယ်။အစရုံကလေပါရီရုပ်ထုရဲ့အရာကနှင်းညွှန်ရောင်ဖြစ်ပေမဲ့နှစ်တွေကြာလာတဲ့အခါမှာလေတံမိုးတံကြောင့်အစိမ်းအောင်ပြောင်းသွားခဲ့ပါရယ်။ပထမကဘာစတောင်းကဂျာမနီရဲ့ပြစ်ခတ်မှုကြောင့်လေဘာရီယောက်ကမိတိုင်းပြက်စီးသွားခဲ့ပြီးတဲ့နောက်ပိုင်းမှာတော့ရွှေနဲ့လောက်ထားတဲ့မိတောက်ကိုအမေရိကန်ကတက်ဆင်ခဲ့ပါရယ်။အဲဒီရွှေမိတောက်ကညဘက်ဆိုရင်အရာဝင်းဤပြီးလင်းနေပါရယ်။ လေပါရီရုပ်ထုရဲ့ကောင်ကအချွတ်ခဏခုကတော့တိုက်ကြီးခဏတိုက်ကိုကုစားပြုတဲ့ရောင်ကြီးလွတ်တဲ့အထိပဲဖြစ်ပါရယ်ရုပ်ထုရဲ့နောက်ထပ်လက်တစ်ဖက်ထဲမှာကန်ထာရာကတော့ကြောက်စာချက်ဖြစ်ပြီးလွတ်လည်ရတဲ့ခုနှစ်ကိုရေးထွင်းထားပါရယ်ရုပ်ထုရဲ့အောက်ခံကြောက်တုံးပေါ်မှာတော့ပြင်သစ်ကပြားဆရာရဲ့ကပြားတစ်ပုဒ်ကိုရေးထိုးထားပါသေးတယ်အရှင်တုံးကတော့လေပါရီရုပ်ထုကိုအပေါ်တက်ပြီးတော့ထိတွေ့ခွင့်ရကြပြီမယ်အခုတော့အပေါ်တက်ကြည့်လို့မရတော့ပါဘူး၂၂တိုင်းကဘာလက်ခရီးသွားတန်းချီဟာလေပါရီရုပ်ထုနဲ့အမှတ်တရဓာတ်ပုံရိုက်ကူကြပါရယ် ဟုတ်ကဲ့ပါရှင်ဒီနေ့တင်ဆက်ပေးခြင်းတဲ့တင်ဆက်ကြောင်းလေးကတော့ဒီလောက်ပါပဲရှင်အမြဲတမ်းဒီလိုမျိုးစိတ်ဝင်စားဖို့ကောင်းတဲ့တင်ဆက်ကြောင်းတွေကိုစဉ်စားမပြတ်တင်ဆက်ပေးသားမှာဖြစ်တဲ့အတွက်ကျမရဲ့ channel လေးကို like နဲ့ subscribe လေးလုပ်ခဲ့ပေးပြီးဘေးနား notification bell လေးကိုနှိပ်ထားပေးဖို့လည်းတောင်းဆိုချင်ပါတယ်နောက်ဆက်ရပေးခဲ့ကြတဲ့ပရိသတ်ဥတျောက်ချင်းစီတိုင်းကိုလည်းကျေးဇူးထူးပဲတင်ရှိပါရရှင်